ားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဘုတ်စတိုဒီ channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းနဲ့ဇလန်းလေးရတော့အောင်မြတ်တာနဲ့ရွှေမြင့်တင်တောင်းဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုမတည့်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တော်လဲအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာလာရိတ်ကလည်းမြသပိတ်ဇီဒီဘောလည်းအလုံးစုံဖြာကြနေပြီးပဝင်းကျင်ရလည်းတိတ်ဆိတ်ညီသက်လျက်ရှိနေပါတယ်ဇီဒီရဲ့အရှိဘက်မှာတော့ ဝါဘာရေလောင်တမန်ကြီးကလည်းမှန်တစ်ချက်ချထားသလိုကြည်လင်နေပြီဘေးဘဘလည်းပေါက်ရောက်နေတဲ့တစ်ပင်တစ်တော်တွေကလည်းအိမ်မောကြနေသဖွယ်ငြိမ်သက်လျက်ရှိတာပေါ့ဇေဒီရဲ့ရင်မြေပေါ်မှာတော့အောင်မြင့်တာတို့ဆရာတစ်ဘက်ကြီးရဲ့ဂုံတော်ရုတ်ဖတ်တန်တွေကလည်းတိတ်ဆိတ်နေမှုကိုထိုးပေါက်ပြီးတော့ခမင်းမြင်းလေးထွက်ပေါ်နေခဲ့ပါတယ်ရုတ်တရက်လေးမတိုက်ဖဲနဲ့မြည်လာတဲ့ဆဲလဲတန်နဲ့အတူတူတောင်ဘက်လေကားပေါ်ကိုလည်းလူတစ်ယောက်တက်လာတာမြင်ရတာပေါ့အောင်မြင့်တာတို့ကလည်းလေကားပေါ်တက်လာတဲ့လူကိုကြည့်လိုက်တော့စင်စွေအောင်အင်းကြီးနဲ့ယောဂီလုံးကြီးကိုဝစ်စင်ထားတဲ့ အသက်80အရွယ်အဖိုးတူဖြစ်နေအဖိုးကလည်းအောင်မြတ်သားတို့ကိုမြင်တော့လေဖော်ယူတဲ့အပြုံးလေးနဲ့ပြုံးပြပြီးတော့လေအနားကိုခက်ဖြေးဖြေးလေးလျှောက်လာခဲ့တာပေါ့အောင်မြတ်သားတို့ကလည်းအဖိုးကိုအနားရောက်လာတာကြောင့်ခေါင်းတော်ရွတ်ဖက်နေတာကိုအဆုံးသက်လိုက်ပြီးတော့လေဒီလိုညသကောင်အချိန်ရောက်လာတယ်ဆိုတော့အဖိုးကတန်မှန်လူတော့မဟုတ်ဘူးထင်နေတော့อืมဆရာလေးထင်တာမှန်ပါတယ်ကွယ်အဖိုးကဒီတော့ဒီတောင်ကိုစောင့်ရှောက်နေတယ်တောင်ပိုင်းအဖိုးပါ အဖိုးအနေနဲ့ကျွန်တော်တို့ပေးတဲ့အမျှတန်းတွေရတယ်မလားရတာပေါ့ကွယ်ဆရာလေးတို့တောင်းမစတဲ့ကလေးကအဖိုးနဲ့တခြားပုဂ္ဂိုလ်တွေကိုမြေတားပုတ်နေတာကြားလိုက်ရတယ်လေအဒီမှနေရတာရောအစင်ရောပြေကြရလားကွယ်အပြေ့ရတဲ့ဖိုးအနောက်ချက်ရလို့လည်းမရှိသလောက်ပါပဲဒီစေဒီကလည်းမျက်စောဖျားရဲ့မြားသပိတ်တော်ထာပနာထားတာမလို့လေစိတ်ထဲကနေရည်စူးပြီးတော့ဂုံတော်တွေပွားများနေပြခဲ့တယ်လေဟုတ်ပါတယ်ဆရာလေးရေ ညသပိတ်စီဒီအပြင်တခြားအထင်ကရစီဒီတွေလည်းဒီမျိုးမှာရှိပါသေးတယ်။လေးစုတက်ဆန်ရွှေစာရန်စီဒီကိုပြောရလားဖို့။မှန်တာပေါ့ဆရာလေးရဲ့။အတားနဲ့ဒီမျိုးမှာနောက်ထပ်မထင်မရှားရှိနေတဲ့စီဒီတစုလည်းရှိသေးတယ်။ကျွန်တော်ကနှစ်စုပဲသိတာဗျ။အော်ကျန်တဲ့အစုကဘယ်မှာတည်ထားရလဲဆိုတာပြောပြပေးပါဦး။ပြောပြမှာပေါ့ဆရာလေးရဲ့။ဒီဘရကဘာမှာဖရာလေးစုပြွင့်တော်မူခဲ့တာဆရာလေးတို့အတိပဲမလား။ဖရာလေးစုတွေကမှကသဘဖရာရှင်လက်ထက် အရောက်မှာတော့ဆရာလေးတို့ရောက်နေတဲ့နေရာလည်းအရန်ကိုနဲ့တဲ့တောကြီးတစ်ခုဖြစ်တည်ရှိခဲ့။ဖယားရှင်အားလည်းဒီတောဒီတောင်ပေါ်ကနေဒေသစာရီကြွချီတော်မူတဲ့အခါမှာတော့ဟိုးမှမြင်ရတဲ့တောင်စွယ်လေးအရောက်မှာကြွချီတော်ကိုရက်ပြီးတော့ပြုံးတော်မူတယ်။အဲတောင်မြင်တဲ့တပ္ပမိတ်မထေရလည်းဘာကြောင့်ပြုံးတာလဲပြီးမေးလျှောက်တဲ့ခြားမှာတော့ဖယားရှင်အားလည်းသူ့ရှင်မှာဝင့်နေတဲ့ကြွဖြူလေးနှစ်ကောင်ကိုလက်ညှိုးထိုးပြပြီးတော့လေဒီကြွဖြူနှစ်ကောင်ကငါဖယားသာသနာကွယ်ပြောက်ပြီးဂေါရမဖယားရှင်ပွင့်တော်မူတဲ့အခါမှာ ဒီရက်ဒီသားမှာသူရိယဆန္နာဆိုတဲ့နာမည်နဲ့ဘယင်ဖြစ်လာပြီးတော့သူ့ဘေးမှာရှိနေတဲ့ကြွက်ဖြူမာလီကတော့ဘက်ခတီဗီဆိုတဲ့အမည်နဲ့မိဖုရားဖြစ်လာလိမ့်မယ်လို့ဗျာဒိတ်တော်ပြီးခဲ့ဘူးတယ်သူရိယဆန္နာမင်းဆိုတာသူဝနဘူမိရဲ့ပထမဦးဆုံးမင်းမလားဘို့ဟုတ်တာပေါ့ကွယ်မင်းတရားကြီးကလည်းဖျားရှင်ပွင့်တော်မူတာကိုကြားရတော့လေသူ့ရဲ့မူးမတ်တီးကိုဖျားရှင်ကိုပင့်လျှောက်ဖို့တယောက်ပြီးတယောက်စီလုတ်ခဲ့ ဒါပေမဲ့လည်းလန်ခီရဲ့ဝေးလံတာကြောင့်စေလွတ်လိုက်တဲ့သူတွေတယောက်မှပြန်ရောက်မလာတဲ့အတွက်လဲမင်းတရားကြီးကိုယ်တိုင်ဖျားရှင်ကိုပင့်မို့အဋိဋ္ဌံပြီးတော့ပေါပေါဆုပ်လက်တဆုပ်ကိုကျဲခဲ့အဲ့ဒီပေါပေါဆုပ်တွေကလည်းဖျားရှင်တရင်တုံးနဲ့ရှိတဲ့တဲ့မှာသွားပေါ်တယ်လို့စိုးစမတ်ရှိခဲ့တယ်အဲဒါကြောင့်လည်းဖျားရှင်ဟာဒိဗဆကုညာနဲ့ကြီးလိုက်တော့လေသူရိယဆန္ဒမင်းရဲ့အဋိဋ္ဌံဖြစ်နေတာကိုသိရတာပေါ့အဲတဆက်သေးထပ်ပြီးကြီးလိုက်ပြန်တော့လေတထုံပြီးမှာသာသနာ၃ရက် ရေရှည်တည်တဲ့အခိုင်မင်းမောင်ကိုမြင်တဲ့အတွက်လည်းဖျားရှင်ဟာပိဖိတ်တာကိုလက်ခံပြီးတော့တက္ကရရဲ့တရား၅ခုနဲ့သတင်းကြော်လာပြီကြော်တရက်နေမှာရာဇဂျိုပြည်ကနေစတင်ထွက်ခွာခဲ့တာနဒေါ်လာဇန်တရက်နေစနေနေ့မှာတထုံပြည်ကိုရောက်ခဲ့အတူရိယဆန္ဒမင်းတရားကြီးနဲ့မိဖုရားကြီးတို့ကလည်းဖျားသခင်ကိုလည်းဖူးမြော်ရတဲ့အခါမှာကြည်ညိုစိတ်လွန်ကဲမိတာကြောင့်မိမိတို့ရဲ့မန်နိုင်နဲ့ဩကန်တော်တွေကလည်းအတီးအတီးချွတ်ပြီးတော့ပူဇော်ကုန်တာပေါ့ဖျားရှင်ကလည်း မင်းမိဘပြိတတ်တို့တရားရည်အေးအမြိုက်စေးတိုက်ကြွေးတော်မူရမှာတော့မင်းတရားကြီးဟာဖျားရှင်ကိုကြည်ညို၍မောဟလွန်းလာကြောင်းတထုံပြီမှာတော့ဆေဝါမျှတရင်သုံးတော်မူပါရန်လျှောက်ထားတာပေါ့ဖျားရှင်ကလည်းတထုံပြီမှာဆေဝါနေရန်ညင်းတော်မူပြီးတော့6လနဲ့73ရက်တရင်သုံးတော်မူမယ်လို့လည်းမိတ်မင်းကြီးကလည်းဖျားသခင်ဟာတရင်သုံးတော်မူရန်ဇေဒီဝံအကြောင်းကြီးကိုဆောက်လို့လှူဒန်းတော်ကြောင်းဖျားရှင်ခွင့်ပြုတော်မူမူတော်ကြောင်းလည်းရွှေနန်းတော်ရဲ့အရှိတောင်မနေမမြင့်အဆင့်ဆင့်နဲ့လေလျှောက်ပတ်တဲ့နေရာဖြစ်တယ် မောရပရကဂုံးမာလေဝေလူဝံဝါเจ้าကိုလည်းစောက်လို့လှူဒန်းတာပေါ့ဖျားရှင်သထုံမီမှာ6လကျော်သတင်းတော်မူရဲ့နောက်မှာပြန်ကြောက်တော်မူတဲ့ခါမှာတော့မင်းနဲ့တကွာတိုင်းသူပြည်သားတို့လျှောက်ထားတောင်းပန်ချက်အရာလဲကိုးကွယ်ရစ်ကြံရန်ကိုစားတော်သွားတော်ဓက်ရတနာကိုလည်းထားတော်မူခဲ့အထိုးသွားတော်ဓက်ကိုတော့ဖျားရှင်မိန်တော်မူတဲ့အတိုင်းကကတန်ဖျားရှင်ရဲ့စံတော်ရှစ်စုဂေါနာကွန်ဖျားရှင်ရဲ့တောင်မွေးတော်ရတနာကတ္တဖဖျားရှင်ရဲ့မြားသပိတ်တော်ရတနာတို့ကိုလည်း သူနာပရဏဥဒ္ဒကဂုံးပြင်မှာလေမဟာတက္ကရေ105ခုတပေါင်းလာစံ15ရက်နနက်မှာခန္ဓာစွာထာပနာပြီးတော့ဇေဒီတော်မြတ်ကိုလည်းတီထားခဲ့တယ်ဇေဒီတော်မြတ်ရဲ့ပြုပဲကိစ္စအဝဝပြီးတဲ့အခါမှာတော့ဖះရှင်ကလည်းတီထားရင်းနဲ့ဒကာဒကာမတို့ရဲ့တောင်းတမှုအာသာနေကြာမြင့်စွာမပြည့်စည်းပဲအမြဲတီနေတော်မူစေတည်းလို့ စီယံဓာပရုပဒနာပြုခဲ့တာကြောင့်လေစီယံဓာတုဇေဒီတော်လို့လည်းဆိုပြီးတော့လေတမုတ်ရံအတွက်လည်းဗျာဒိတ်တော်စကားကိုလည်းမိန်ကြားတော်မူခဲ့။ဒါကြောင့်မလို့လေစီယံဓာတုဇေဒီဆိုတဲ့ဘွဲတော်ကနေစီယံဇေဒီထိုကနေစာရန်ဇေဒီလို့ခေါ်ခဲ့။ရွှေစည်းကောင်ဇေဒီမောရောဇေဒီတော်တို့ကိုလည်းရွှေစည်းကောင်ဇေဒီရွှေမောရောဇေဒီစသဖြင့်ခေါ်ပေါ်တကယ်တူပဲ။စာရန်ဇေဒီကိုလည်းရွှေစာရန်ဇေဒီလို့တမုတ်တာပေါ့။အရွှေစာရန်ဇေဒီတော်ကြီးရဲ့အရှိဘတ်မှာတော့လေဓာတ်တော်များကိုစေးကြရမှာတုံးတဲ့ ညူတာအိုးရတနာ48လုံးကိုတော့အောက်ခင်းအခံပြုပြီးတော့ဌာပနာကတီထားအပ်တဲ့ဖရာကိုမြသိန်းနံဖရာလို့ခေါ်ဆိုပြီးတော့လေဓာတ်တော်တွေကိုစေးတဲ့ကံကိုတော့ဓာတ်တော်စေးကံလို့ခေါ်ခဲ့အဓာတ်တော်စည်းကံတော့ခုခါမှဆိုရင်တော့လေငါးကံအဖြစ်လူသိများတာပေါ့။ဒါကြောင့်မင်းရဲ့ညွန်ကြားချက်တိုင်းဌာပနာထဲ့သွင်းရမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုဌာပနာထားတဲ့ဖရာကိုတော့တရားဖရာလို့လည်းခေါ်ဆိုခဲ့ကြတယ်။ဒါဆိုရင်တထုံပြီမှာရွှေစာရန်ဇေဒီယ ဥဆုံးတည်ခဲ့တာပေါ့နော်ဟုတ်တယ်ဆရာလေးရွှေစာရံစီဒီတည်ပြီးလို့9နှစ်အကြာမှရွှေမြင်တင်စီဒီကိုတည်ထားပူဇော်ခဲ့ရွှေမြင်တင်စီဒီတည်ပြီးလို့6နှစ်အကြာမှသာမြသပိတ်စီဒီကိုတည်ထားပူဇော်ခဲ့တာပါရွှေမြင်တင်စီဒီဟုတ်လားဖိုးဟိုအဲ့ဒီစီဒီကဘယ်မှာတည်ထားရလဲဗျဆရာလေးတို့ရှေ့မှာမြင်နေရတဲ့တောင်စွေလေးကရွှေမြင်တင်တောင်ပဲမြသပိတ်တောင်ကျောင်းနဲ့တစ်ဆက်သေးဆိုပေမဲ့သူ့နေရာတောင်စွေလေးလို့ဖြစ်နေတာ အဖို့ကိုလည်းညှိုးထုတ်ပြတဲ့နေရာကိုကြည့်လိုက်ရမှာတော့ခတ်မုံမုံဖြစ်နေတဲ့တောင်စွေလေးတစ်ခုကိုမြင်ရတာပေါ့အဆရာလေးတို့အနေနဲ့ရွှေမြင်တင်စီဒီကိုဖူးမြော်ခြင်းနေပြီမလားအဟုတ်တယ်ဖူးဒါနဲ့အဲ့ဒီစီဒီကဘာကြောင့်လူသိမသိကြရလဲဗျပူမင်းလင်းလင်းပြောရရင်တော့ရွှေမြင်တင်တောင်မှာလဲတိုက်နှန်းရှင်နေဥစ္စာဆောင်နေအရန်ပေါ်တယ်သူတို့တွေကလည်းလူတွေရဲ့အကျင့်တီလာပြတ်မှုကိုကြောက်လန့်ပြီးတော့ပထန်းဆက်မမှန်စီဒီမလာပြည့်အောင်လို့လှုပ်ထားကြတယ်ရွှေမြင်တင်တောင်မှာရဖိုးကလည်းအေးအေးစီစီပဲတရားအားထုတ်တဲ့ပုံကိုဖြစ်တာကြောင့် လူအရန်များတာကိုသဘောမကျဘူးကွယ်ဟုတ်ကဲ့ပါဖိုးဒါရင်ရွှေမြင်းတင်တောင်မှာလဲတောင်ပိုင်းအဖိုးရှိတာပဲလားရှိတယ်ဆရာလေးတောင်ကျောကတဆက်သေးဆိုပေမဲ့သူ့အပိုင်းနဲ့သူ့တောင်ပိုင်းနဲ့ရှိကြတယ်ရွှေမြင်းတင်အဖိုးဆိုသူကလဲခေသူမဟုတ်ဘူးနော်ဒုရိယဆန္ဒမင်းကိုရန်ကလဲအပိုင်စားနေရပြီးခဲ့တဲ့ဒုတိယပဲဒါဆိုရင်ရွှေမြင်းတင်အဖိုးကတောင်ပိုင်းဖြစ်တာနှစ်တော့ကြာနေပြီပဲ ကြော်တော့ဗောဆရာလေးရေရွှေမြင်းတင်အဖိုးနဲ့အောင်စုပန်အဖိုးဆိုတာဒုရိယဆန္ဒမင်းရဲ့လက်ယုံတက်မှုတွေပဲလေအဒီနီယာရခင်တော်ကဆိုရင်ကြီးကျော်သူတွေနဲ့မကြမကြတိုက်ပွဲဖြစ်လေရှိသူတို့နှစ်ယောက်ကလည်းဒီရက်ဒေသမှာတိုက်ပွဲကြလို့မင်းတရားကြီးကိုယ်တိုင်အပိုင်စားနေမြေတတ်မှတ်ပေးရညသပိတ်အဖိုးရဲ့စကားကြောင့်လေအောင်မြင့်သားကလည်းခလန်းလန်းမှာရှိတဲ့တောင်ဆွယ်လေးကိုငေးကြည့်နေတာပေါ့ဆရာလေးတို့အနေနဲ့ရှင်မြင်တင်စီဒီမှာအဋိဋ္ဌံမဝင်ချင်ကြဘူးလားအင်း အဖိုးကုလို့ပြောတာအကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်။ဟုတ်ပါတယ်ဆရာလေး။ရှင်မြင်းနေတောင်ပိုင်းအဖိုးကလည်းအနေအေးတာမို့လို့သူ့ပိုင်နဲ့ထဲမှာရှိတယ်။တချို့တချို့သောပုံကိုယ်တွေကလည်းမာမာနထောင်လွှားမောင်းမှမှုတွေရှိနေပါလေ။ဒါကိုဆရာလေးတို့အနေနဲ့ယဉ်ကျေးအောင်ဆုံးမပေးဖို့စကားဥသန်းတာပါ။အဖိုးပြောပြလို့လည်းရှင်မြင်းနေစီရီကိုဖူးကျင်နေခဲ့မိတာ။အခုတော့လည်းအရောက်တော့ဖို့ပို့ပြီးတော့တေချာသွားခဲ့ပြီ။ကျေးဇူးတင်ပါတယ်ဆရာလေးရေ။မနေ့ကျရင်ဆရာလေးတို့ကိုလိုက်ပို့ဖို့အဖိုးရဲ့ငယ်သားတယောက်ကိုလွှတ်လိုက်ပါမယ်။ ညလည်းအရန်နဲ့နေမိမလို့ဆရာလေးတို့နားကြပါအောင်အဖိုးလည်းတရားထိုင်လိုက်အောင်ညသပိအဖိုးကလည်းအောင်မြင်သာတို့ကိုနှုတ်ဆက်ပြီးတော့ဇေဒီရဲ့မြောက်ဖက်ရက်ကိုထောက်ခွာသွားခဲ့တာပေါ့မနေ့အယုံတဲ့ချိန်ရောက်တော့လေပစိုးကွင်းတိုင်းထားပြီးတော့လေးကွာတလက်ကင်ထားတဲ့ဆေကျော်သက်ရွယ်ကလေးလေးရောက်လာပြီးတော့လေရွှေမြင့်တင်စီဒီဖူးမြော်ရန်ခေါ်ဆောင်သွားခဲ့မဆောက်တဲ့တောင်ကုန်းတောင်တန်းတွေကိုဖြတ်သွားပြီးတဲ့နောက်မှာတော့ကြောက်တုံးနေနဲ့ဖွဲ့စည်းထားတဲ့တောင်တစ်ခုကိုလည်းရောက်ခဲ့တာပေါ့ လမ်းတစ်ချောင်းမှာတွေ့တဲ့တောင်ဆောင်မှာပေါက်နေတဲ့တက္ကိုင်းတစ်ချို့ကိုခုတ်ထွင်နေတဲ့ရွာသားတစ်ချို့ကိုမြင်ရပြီးတော့လေသူတို့ကလည်းအောင်မြတ်တာတို့ကိုအံ့ဩတဲ့မျက်လုံးနဲ့ငေးကြည့်နေခဲ့ထင်းခုတ်သမားတွေကိုကြုံလွန်ပြီးတဲ့အချိန်မှာတော့ရေနှင်းငယ်ကျနေတဲ့ရေဒဂွန်တစ်ခုရဲ့ရှိကိုရောက်ခဲ့တာပေါ့တတောင်တဲ့တဆောင်စင်းခီးနှင်းငယ်တာကြောင့်လေမောပန်းနွမ်းနေနေတဲ့မောင်ကောင်းနဲ့ခွန်လာတို့ကလည်းရေဒဂွန်မြင်တော့လေဝမ်းသာအားရပြည့်ကြီးလင်းအေးမြတဲ့ရေကိုလက်ခုပ်နဲ့ခတ်ပြီးတော့တောက်နေတဲ့အချိန်မလမကန်းကြောက်တော့မှလူတယောက်ကလည်းစီးတံခဲပြီးတော့သူတို့ကိုကြည့်နေတာမြင်ရတာပေါ့ ။အသတိထားမိလို့လက်ကြည့်ချိန်မှာတော့ကြောက်တုံးပဲရှိနေပြီးတော့လူကိုမတွေ့တာကြောင့်စိတ်ထဲအနှင်းငယ်ထင်သွားခဲ့။ခွန်းလိုက်။ခွန်းကလူတယောက်ငါတို့ရေတောက်နေအောင်စိုက်ကြည့်နေတယ်လို့ပဲ။အော်ကျွန်တော်လည်းအခုလိုပဲထင်မိတယ်ဗျ။ဒါပေမဲ့ဒီနောက်မှာဘယ်သူမှမရှိဘူးလေ။မောင်ကောင်းတို့ပြောနေတာကိုဘေးကနားထောင်နေတဲ့အောင်မြတ်သားကလည်းရေတကွန်ပဝင်းချင်းကိုအာယုံစိုက်ကြည့်လိုက်ပြီးတော့ရေညှိတက်နေတဲ့ကြောက်တုံးပေါ်မှာတင်မလင်ထွဲပြီးတော့လေမထီမြင်မြင်သလိုမျက်နာနဲ့စေးတံတောက်နေတာကိုမြင်လိုက်ရတာပေါ့မောင်ကောင်းနဲ့ခွန်လား လက်ထက်ရည်တွေပြန်ချထားလိုက်ဘာဖြစ်လို့လဲဆရာမောင်ကောင်းနဲ့ခွန်လာလည်းလက်ခုပ်ထက်ရည်ကိုပြန်ချလိုက်ပြီးတော့လေအောင်မြတ်တာအနာကိုတိုးလာတဲ့အချိန်မှာတော့လေဆရာတို့စိတ်ထဲမထားပါနဲ့ဗျာဒီကောင်လေးကလူစိမ်းဆိုရင်အဲ့လိုပဲလမ်းပြကောင်လေးရဲ့စကားကြောင့်လေအောင်မြတ်တာကလည်းဘေးကိုလှည့်ကြည့်လိုက်ပြီးတော့လေသူတို့ကဘယ်သူတွေလဲကျွန်တော်တို့ကတော့လောကလူမျိုးလို့ခေါ်ကြတယ်အဲသူတို့လူမျိုးစီတွေကဒီရက်ဒေတာမှာအများကြီးရှိတယ်ဗျာ ဒီရေတကွန်ကရေကိုတောက်တာမကြိုက်လို့များလားမဟုတ်ပါဘူးဆရာကြီးသူတို့ရဲ့မျက်နှာထားကအဲ့လိုပဲအဖိုးပြောထားတာတော့သူတို့ကရှမ်းပြည်နယ်ဘက်ကနေဒီရေတွေတောက်ပြောင်းလာပြီးတော့သူရိယစန္ဒာမင်းထံမှာအခါစားဝင်ရတဲ့သူတွေဆိုပဲမင်းတရားကြီးကလည်းသူတို့ဒီရေတွေတောက်မှာနေဖို့ခွင့်ပြုခဲ့တယ်လို့လည်းပြောကြတယ်ရှမ်းပြည်နယ်ဘက်ကဆိုတော့ဝါလူမျိုးတွေများဖြစ်နေမှာလားအဖြစ်နိုင်နေဆရာမင်းတရားကြီးကသူတို့တွေကိုအတိမတ်ပြုတင်ရဲ့အနေနဲ့နှစ်ဖူးမှာ လအပုံတရံအမှတ်သားရေးဆွဲဖို့အမိန့်ချမှတ်ခဲ့ဘူးတဲ့။ဒါကြောင့်မလို့လေလဝလူမျိုးဆိုပြီးတော့လေနာမည်ဖြစ်သွားတာ။လမ်းမြောက်ကောင်းလေးရဲ့စကားကြောင့်အောင်မြတ်သားလည်းတေချာကြည့်လိုက်တော့နှစ်ဖူးမှလာချမ်းပုံစံအမှတ်သားတစ်ခုရေးဆွဲထားတာမြင်ရတာပေါ့။ဟိုဆရာတို့ရေးစာနေရင်တောက်ကြနော်။သူတို့ကရုံးမဆိုင်နဲ့။လမ်းမြောက်ကောင်းလေးစကားကြောင့်လေမောင်ကောင်းနဲ့ခွန်လာကလေရေဒီကွန်ကကြလာတဲ့ရေဒီကိုလက်နဲ့ခတ်တောက်လိုက်ပြီးတော့ရှင်မြင်တင်တော်ဘက်ကိုလည်းဆက်ထွက်ခဲ့တာပေါ့။ ။ရွှေမြင်းတင်တောင်ရဲအဆက်ကိုရောက်တော့လမ်းမြကောင်လေးကလည်းသူ့တာဝန်ပြီးဆုံးကြောင်ပြောပြီးတော့လာရလမ်းတိုင်းပြန်ထွက်သွားခဲ့။အောင်မြတ်တော်တို့ကလည်းရွှေမြင်းတင်တောင်ရဲပိုင်နယ်ထဲကိုဝင်လာနဲ့တောင်ပိုင်အဖိုးကိုမြေတာပို့ပြီးတော့တောင်ကျောတစ်လျှောက်မှာနေထိုင်နဲ့အဆောင်လျှောက်တွေကိုမြေတာပို့နေတဲ့အချိန်စပေပန်းအနတ်နဲ့နင်းစီပန်းအနတ်တို့ကလည်းနှာခေါင်းနဲ့တိုးဝင်လာတာပေါ့။တောင်အောင်ခြေချတာနဲ့အနန်းစပေးပြီးထင်းနေဆရာကြီး။အေးငါတို့ကဘသူ့အမဒုက္ခပေးဖို့လာတာမဟုတ်လို့မေတ္တာသာပို့ပြီးတော့သွားကြကွာ အောင်မြတ်သားလည်းမောင်ကောင်းနဲ့တက်ခိုင်ကိုပြောပြီးတော့လေတောင်ကြားလမ်းလေးတိုင်းဆက်လျှောက်လာခဲ့တာပေါ့မိနစ်20လောက်လျှောက်ပြီးတဲ့အခါမှာတော့ကြီးကျင်တိုင်းကြီးနေတဲ့ညောင်မင်းနဲ့တစ်ခုရှိကိုလည်းရောက်ခဲ့တယ်ညောင်မင်းနဲ့မလန်းမကန်းမှဇေဒီတစုရှိနေပြီးတော့ဇေဒီရဲ့ရှိမှာတော့အငွေတစ်ထောင်ထောင်ထနေတယ်စွန်တစ်ခွက်ကိုလည်းကတ်လူထားတာမြင်ရတာပေါ့ဆရာစွန်ကအခုမှကတ်ထားသလိုပဲနော်အငွေတော့မပြည့်သေးဘူးအာဒီနီးနားမှာနေတဲ့သူတော့ရှိမယ်ထင်တယ်လက်ကြည့်အောင် အောင်မြင်သာတို့ကလည်းဇေဒီရဲ့ဘေးဘက်ဘက်လေကိုလိုက်ကြည့်ရမှာတော့တောင်ဆောင်တစ်ခုရဲ့အောက်မှာတဲရင်တလုံးရှိနေတာပေါ့အဲ့ဒီအချိန်နောက်ကလည်းခြေတန်းတစ်ခုထွက်လာတာကြောင့်လှည့်ကြည့်လိုက်တော့ပလိုင်းတလုံးကိုကောင်းမှလွှဲထားတဲ့အရက်ခပ်ပုပ်ပုကရင်လူမျိုးမိမတယောက်ကိုလည်းမြင်တွေ့ရအဆိုပါမိမကလည်းအောင်မြင်သာတို့ကိုမြင်တော့ဟင်းဒီဟင်းရွက်ထည့်ထားတဲ့ပလိုင်းကိုအောက်ချပြီးတော့လေညီတို့ရောက်လာမယ်ဆိုလို့ထမင်းဟင်းနေပိုချက်ထားတယ်လာစားကြအဲ့ဒီလိုပြောပြီးတော့ပလိုင်းကိုပင့်တောင်အောင်ဆောင်အောက်ကိုလည်းဆင်းသွားခဲ့တာပေါ့ဆရာ ဒီမိမကြီးကကျွန်တော်တို့လာမယ်ဆိုတော့ဘလို့လို့ကြိုးသိနေရလဲ။ဟေးအကြောင်းတရားလေးတွေတော့ရှိမယ်ထင်ပါတယ်။ तू ကလည်းတမ်းမှန်လူပဲဆိုတော့ခေါ်ရဲနောက်ကိုလိုက်သွားကြတာပေါ့။အောင်မြတ်သားတို့ကလည်းကရင်မိမကြီးခေါ်ရဲနောက်ကိုလိုက်သွားတာပေါ့။အိမ်ရှိရောက်တော့လည်းမိမကြီးကလည်းပလိုင်းကိုကိုပြစ်ပေါ်တင်နေတယ်။ဟေးနင်တို့အတွက်မနေ့ကချိုးထားတဲ့မြစ်ကိုတလာဘောချက်ထားတယ်။လာစားကြဟေး။အဲ့ဒီလိုပြောတာကြောင့်ဆရာတပည့်တွေကလည်းတဲအိမ်ထဲကိုလည်းခေါင်းငုံပြီးတော့ဝင်သွားကြတာပေါ့အိမ်ထဲရောက်တော့လည်းဖရာကျောင်းဆောင်တို့ခု ပရိစိတ်တကုံးနဲ့အိမ်သုံးဆောင်တချို့ရှိနေတာကိုမြင်ရတယ်။အင်းနေတော့ရောက်လာမယ်ဆိုတော့ညာအဖိုးကလာပြောတယ်။ဒါကြောင့်ရှိတာလေးနဲ့အစဉ်ပြေအောင်ချက်ထားတာဟေးစားကြစားကြ။မိမကြီးကလည်းဇလုံးသုံးလုံးလေးကိုလည်းထမင်းထည့်ပြီးတော့အောင်မြင်သာလို့ရှိကိုချပေးတာပေါ့။အေးဒါကတော့တာလဘောဒါကနှမ်းဘက်ငပိအဒီမှာတသက်လို့ပဲစားလာဆိုတော့ဟင်းတော့မကောင်းဘူးဝေ။ရပါလေဗျာ။ကျွန်တော်တို့လည်းရာသက်ပန်တသက်လို့စားတဲ့သူတွေပါ။ကဲမောင်ကောင်းတို့စားကြကွာ။ ဒါနဲ့နင်တို့ကရှင်မြင်တင်စီဒီမှာဘယ်လောက်နေကြမှာလဲကိုရတော်နေဖို့စိတ်ကူးထားပါလေအေးငါတော့ကိုရထက်ပို့ပြီးနေရမယ်ထင်တာပဲမိမကြီးကလည်းကိုရတရားကိုပါဇက်ထဲထိုးထိုင်နေတဲ့ခပြုံမြုံပြောတာပေါ့ဒါနဲ့အမိုးကဒီမှနေတာကြားပြီလားဟေးကြားပေါ့ဟေးအဖိုးကငါ့ကိုအိမ်ပေးမပြန်ဘူးသူ့မျက်စိအောင်မှာပဲနေရမယ်တဲ့လေတယောက်တည်းနေရတာအဆင်ပြေရဲ့လားဒီလိုပဲပြေအောင်နေရတာပေါ့မပြေလဲပြန်လို့မှမရတာ ဘာလို့ပြင်လို့မရတာလဲဗျ။အောင်မြတ်သားရဲ့စကားကိုကြတော့ကရင်မာကြီးကလည်းခဝဝဝေးကိုငေးကြည့်ပြီးတော့လေ။ဝေကြွေးနေပေါ့ကွယ်။အဲ့ဒီလိုလေးပင်သွားပြောပြီးတော့လေထမင်းစားပြီးတော့မိမကြီးကလည်းဇေဒီရဲ့ဘေးမှာရှိတဲ့တဲတလုံးစီကိုလိုက်ပို့တာပေါ့။ဒါနေတော့နေရနေရမယ့်နေရာပဲဟဲ့။အဲ့လိုပြောပြီးတော့သူနေတဲ့တဲဘက်ကိုလည်းပြန်ထွက်သွားတာပေါ့။အောင်မြင်သားတို့ကလည်းတဲဘက်ကိုတက်ကြည့်တော့သင်္ကန်းအဟောင်းတချို့နဲ့တန်ငါအသုံးဆောင်တချို့ကိုတွေ့ရတာကြောင့်ဒီနေရာမှာရခင်ကတန်ငါတချို့ သတင်းသုံးခဲ့တာဖြစ်မယ်လို့လည်းကောက်ချက်ချလိုက်တယ်။နေ့လယ်ပိုင်းရောက်တော့လေဆရာတပည့်တွေဇီးဘောတက်အမိုက်တရိုက်တွေလှဲကျင်းနေတဲ့ချိန်ရင်းနေချမ်းကိုဆွဲပြီးတော့တက်လာတဲ့မိမကြီးကိုမြင်ရတယ်။နင်တို့မောပြေတော့ဖို့အဖိုးကလာဖို့ခိုင်းတာ။ဒီအဖိုးကြီးလောက်တာနဲ့ငါလည်းမနာပါဘူး။ဟိုကျွန်တော်တို့အတွက်တကူတကမလုပ်ပါနဲ့အားနာလို့ပြောတာပါ။အေးနင်တို့လည်းတန်ရှင်းလေးလုပ်နေရတာမောမှာပေါ့။ဒါလောက်လည်းငါမပေးမမ်းပါဘူးအေး။နင်တို့လိုအပ်တာဝယ်ခြင်းလေတောင်အောက်ကရွာမှာဆင်းဝယ်လို့ရတယ်နော်။ဟုတ်ကဲ့ပါ။ ခဏနေစိတ်ဝင်လိုက်ပါမယ်အတန်းနဲ့လေနင်တို့လာတာအဖိုးကသဘောကျပေမဲ့တခြားသူတွေကသဘောမကျဘူးနော်တခြားသူတွေဆိုတာဘသူတွေကိုပြောရလဲဗျဟိုဘက်ကတောင်ဆောင်မှနေတဲ့ညီမနှစ်ယောက်ကိုပြောတာကျွန်တော်တို့စိတ်ကယိုးသားတဲ့အကြောင်းသူတို့မကြခင်သိလာမှာပါဗျာအောင်မြတ်သားလည်းခပ်ပြုံးပြုံးမျက်နှာနဲ့ပြောလိုက်ပြီးတော့လေတပြက်စီးတစ်ချောင်းနဲ့အမိုက်တွေကိုလည်းလှဲထုတ်နေခဲ့တာပေါ့ညာပိုင်းအချိန်မှာတော့ရွှေမြင်းနေစည်းဒီပေါ်မှာဖျောင်းနိုင်မီးလင်းအောင်တချို့ကလည်းထွက်ပေါ်နေပြီးတော့ ရင်းမြေပေါ်မှာတော့ဆရာတပည့်၃ယောက်တယောက်တထောင်စီတရားထိုင်နေခဲ့ကြဇေဒီရဲ့အောက်ဖက်တောင်စလေးမှာတော့ကရင်အမျိုးသမီးရဲ့ဖျားရှင်ကိုသံလည်းလေဝေးမှာတစ်ချက်ချက်ထွက်ပေါ်နေခဲ့တာပေါ့တရားထိုင်နေတဲ့အောင်မြတ်သားရဲ့နားထဲမှာတော့နှာမှောက်တန်လို့လို့အတန်တန်ကြားလာကြောင်လေတမာရတည်နေတာကိုလည်းခက်တာဖြက်လိုက်ပြီးတော့မြစ်တာဟုတ်တာနိုင်အောင်ပို့တာနေခဲ့ဒါပေမဲ့နှာမှောက်တန်လည်းမပြောက်သွားဘဲနဲ့ပုံမပြင်းထန်လာသလိုခန္ဓာကိုယ်ကလည်းအပူငွေ့တွေလာဟတ်တာကိုခံစားမိတာပေါ့ တရားကျင့်ကြံခဲ့တဲ့အတွေ့အကြုံအရဒီနှာမုတ်တန်ဟာနဂါးတကောင်ရဲ့စိတ်ဆိုးဒေါသထွက်နေခြင်းဖြစ်တာကိုအကဲခတ်မိတဲ့အောင်မြတ်သားလေမျက်တော်နှစ်ဖက်ကိုလည်းအသာဖွင့်ပြီးတော့နောက်လှည့်ကြည့်လိုက်တော့ဇေဒီရဲ့ဘေးမှာပေါက်နေတဲ့တပြေးပင်ကိုရစ်ထားတဲ့ရွှေရောင်နဂါးတကောင်ကိုလည်းမြင်တွေ့ရတာပေါ့တကူလုံးရွှေရောင်အစင်းရှိနေပြီးတော့ဗပင်းကြီးကလည်းလှဲဘိန်းတပိန်းစာလောက်ကြီးမားတဲ့နဂါးကြီးကအခုံးငွေတွေကိုတဖူးဖူးတရှူးရှူးနဲ့မှုတ်ထုတ်ရင်းနေတယ်အောင်မြတ်သားကိုလည်းနီရဲတဲ့မျက်လုံးရဲတွေနဲ့စိုက်ကြည့်နေခဲ့အောင်မြတ်သားလည်းသူ့ကိုရန်လုံနေတဲ့ရွှေရောင်နဂါးကြီးကိုလည်းမေတ္တာတက်အပြည့်ပါတဲ့မျက်လုံးနဲ့ကြည့်ပြီးတော့လေ တင်ရမှာကြောင့်ကျုပ်တို့ရံမှုနေတာလေကျုပ်တို့ကတင်တို့အမြဲတမ်းမေတ္တာပို့တာပေးနေတဲ့သူတွေပါအဲ့ဒီလိုပြောလိုက်ပေမဲ့ငကားကြီးရဲ့ရုပ်သွင်ကပျော့ပြောင်းမသွားဘဲနဲ့တလန်လောင်းရှိတဲ့ရှာကိုထုတ်ပြီးတော့ရံပြူရံရှေ့တိုးလာခဲ့တာပေါ့အဲ့ဒီအချိန်မှာမောင်ကောင်းနဲ့ခွန်လာတို့ကလည်းဘေးကိုရောက်လာပြီးတော့ရွှေရောင်ငကားကြီးကိုအံ့ဩတဲ့မျက်လုံးနဲ့ကြည့်နေခဲ့အစ ියා ဒီကောင်ကရံလုံနေတဲ့ပုံပဲငါတို့ကဧည့်သည်ဆိုတော့အင်ရှင်ကိုထိခိုက်အောင်မလုပ်ချင်ဘူးသူ့ရဲ့ဒေါသသူ့ကိုပြန်ပြီးဆုံးမသွားလိမ့်မယ် အောင်မြတ်သားလည်းတည်ကြည်တဲ့မျက်နှာထားနဲ့စိုက်ကြည့်ပြီးတော့လေရှေ့ကိုတိုးလာတဲ့အချိန်ငကားကြီးရဲ့ပါဇက်ထဲကနေအခိုးငွေတွေဝေါကနေထွက်လာတာပေါ့ဒါပေမဲ့လည်းအခိုးငွေတွေကအောင်မြတ်သားရှေ့ကိုရောက်တာနဲ့ဘေးနှစ်ဖက်ကိုလည်းခွဲထွက်သွားခဲ့အခိုးငွေရဲ့အရှင်ကလည်းပြင်းထန်တာကြောင့်လည်းထိသည့်မြတ်တစ်ပင်တွေကလည်းချက်ချင်းဆိုသလိုညှိုးနွမ်းကုန်တာကြောင့်အောင်မြတ်သားသတိထားမိတာပေါ့ငကားတို့ရဲ့အခိုးငွေတွေကအောင်မြတ်သားတို့ကိုမထီတော့ရွှေငကားကြီးကလည်းပို့ပြီးတော့ဒေါသထွက်တပြေးပြေးမှာရစ်ပတ်ထားတဲ့ခန္ဓာကိုယ်ဖြစ်ညစ်ပြီးတော့လေအရင်ထက်ပြင်းထန်တဲ့အခိုးငွေတွေနဲ့မှုတ်ထုတ်နေသလို ထမ်းမင်းလုံးလောက်ရှိတဲ့အမီးနဲ့လွေရိုက်ဖို့ဟန်ပြင်လိုက်တဲ့ချိန်မှာတော့လေရက်လိုက်စမ်းအဲ့ဒီအတန်နဲ့တူတူအပေါ်အောက်အဖြူအောင်ဝတ်ထားတဲ့အသက်80ရွယ်ဖိုးအိုတယောက်ရုတ်တရက်ပေါ်လာခဲ့တာပေါ့အဖိုးကလည်းရွှေရောင်နဂါးကြီးကိုစူးရဲတဲ့မျက်လုံးနဲ့ကြည့်ပြီးအနားကိုတိုးကပ်သွားပြီးတော့သွေလျရတဲ့လက်နဲ့လည်းဖြောင်းကနေမြည်အောင်ရိုက်ချလိုက်တယ်အဖိုးရဲ့ရိုက်ချက်ကြောင့်လည်းခန်းနဂါးကြီးရဲ့ခန္ဓာကိုယ်ကဘူပေါင်းလေလျှော့လိုက်သလိုဖြစ်သွားပြီးတော့အသက်30ရွယ်ယောက်ျားတယောက်ဖြစ်ပြောင်းလဲသွားခဲ့တာပေါ့ နင်တို့မှာလူကောင်းလားလူဆိုးလားခွဲခြားတတ်တဲ့အသိဉာဏ်မရှိဘူးလားအဖိုးရဲ့စကားကြောင့်လဲရွှေရောင်အစင်တစားကိုဝစ်ဆင်ထားတဲ့လူကလည်းမျက်နှာကိုအောက်ချပြီးတော့ဘာမှမပြောဘဲရက်နေခဲ့အဖိုးကလည်းလေးသားမမနဲ့စူဟောက်ပြီးတာနဲ့အောင်မျက်တာတို့ဘက်ကိုလှည့်ပြီးတော့လေဆရာလေးတို့ရောက်နေတာသိပေမဲ့အခုမှတရားထိုင်ပြီးတာကြောင့်အရောက်နောက်ကျသွားခဲ့ပါလေကွယ်မဟုတ်တာအဖိုးရေကျွန်တော်တို့အနေခွင့်ပြုရတယ်ကိုပဲကျေးဇူးတင်ပါပြီဆရာလေးတို့လည်းဒီငမိုက်သားကိုခွင့်လွှတ်ပေးပါ အဒီရက်တွေတော့မှလည်းမကြခဏဆိုလို့တိုက်ဆရာလေးလာတဲ့တာကြောင့်ဆရာလေးတို့လူမားပြီးတော့ရန်လိုခဲ့ကြတာပါဟုတ်ကောကိုချက်ချင်းတောင်းမယ်လိုက်စမ်းအဖိုးရဲ့စကားကြောင့်လည်းရွှေရောင်အစင်တစားဝစ်ဆင်ထားတဲ့လူကလည်းလက်အုပ်ချီပြီးတော့အထင်လွဲခဲ့ကြအောင်ယူကျိုးစွာတောင်းမန်တာပေါ့အထင်လွဲတဲ့တယောက်ပြီးပြီဆိုရင်မဲနောက်ထပ်နှစ်ယောက်ကျန်သေးတယ်အဖိုးကလည်းခေါင်းကိုဖြင်းချင်းစွာခိုင်းရမ်းပြီးတော့မြောက်ဖက်ရက်ကိုလက်ညှိုးထိုးပြလိုက်တော့ကြည့်လိုက်တော့လေတန်ဖိုးကြီးတဲ့ပိုးကြီးချိတ်ကိုဝစ်ဆင်ထားတဲ့မိန်းမနှစ်ယောက်အမောင်ထဲမှာရက်နေတာမြင်ရတာပေါ့ တမီးတို့နှစ်ယောက်လည်းဆရာတို့ကိုအထင်လွဲနေတယ်မလားလာကြလာကြတမီးတို့အဖိုးမိတ်ဆက်ပေးမယ်အဖိုးရဲ့စကားကြောင့်မိမငယ်နှစ်ယောက်ကလည်းအမောင်လေးကနေထွက်လာပြီးတော့အောင်မြတ်သားရှိကိုရောက်လာတာပေါ့သူတို့နာမည်ကမတ်ဇပယ်နဲ့မနှင်းစီလို့ခေါ်တယ်ဆရာလေးတိုက်နှန်းရှင်ညီမပေါ့သူတို့လေကျွန်တော်တို့ကိုအထင်လွဲနေကြလားလားဆရာလေးတို့ဒီတောင်ခြေချတော့သူတို့ကအရင်စိတ်ပူခဲ့ကြလားဘာကြောင့်လဲဆိုလို့ရင်တော့ဆရာလေးတို့မကြခင်သိရပါလိမ့်မယ် ။အဖိုးရဲ့စကားဆုံးမှာတော့တိုင်နှန်းရှင်ညီမကလေအောင်မြတ်တာတို့အယူသေးပြီးနှုတ်ဆက်ခဲ့ကြတာပေါ့။အဆရာလေးလိုလေဒီကိုရောက်တော့ရောက်ခိုင်းအဖိုးလိုက်ပြเสียရရှိ။လာကြလာကြ။အဖိုးကလည်းအောင်မြတ်တာတို့ကိုဇေဒီဘေးမှာပေါက်နေတဲ့ညောင်မင်းဒီပင်စီကိုခေါ်ဆောင်သွားတာပေါ့။ညောင်မင်းရှိရောက်တော့လေလက်နဲ့တတ်ချလိုက်တော့ညောင်မင်းရဲ့အောက်မှာရောင်ဝင်အိုးကြီးလီလုံးနဲ့ထည့်ထားတဲ့ကြောက်တံပရမများလေးကိုမြင်ရ။အဒါရီရောနောင်ပွင့်မဲ့ဖရားကိုလှူဖို့ရည်စူးထားတာလေ။ဟိုမှာမြင်နေရတဲ့တောင်ခုံးအောက်မှာလဲရွှေနဂါမင်းပိုင်တဲ့ရတနာပစ္စည်းတွေရှိသေးတယ်။ ။အော်။ဒါကြောင့်လဲတိုက်ဆရာကြီးကမျက်စိကြားခဲ့တာပေါ့။ဟုတ်တယ်ဆရာလေး။တမီးတို့လည်းဆရာတို့ရောက်တော့ရောက်ခိုက်ဘာတွေလုပ်နေလဲဆိုတာပြလိုက်ကြပါ။အဖိုးရဲ့စကားဆုံးမှာတော့ညီမနှစ်ယောက်ကလည်းပခုံးမှာပတ်ထားတဲ့ပေါ်ပါကိုလေထဲဝေရင်လိုက်တော့ခြွေသားတိပြီးတဲ့ဂူတစ်ခုထဲမှာရတနာအတိစီချေထားတဲ့ရကန်းစင်နေရှိနေပြီးတော့လည်းအလွန်ချောမောလှပတဲ့မိမပြိုလေးတွေကလည်းသိငယ်တဲ့ရွှေနန်းကျိုးမြင့်လေးတွေနဲ့ရကန်းရက်လုံးတွေတာမြင်ရတာပေါ့။ဒါမဇ္ဇပေရဲ့တိုင်နှမ်းမဲ့ဆရာလေး သူကနောင်ပိမဲ့ဖျားကိုရွှေသင်္ကန်းကတ်လှူနိုင်မို့ရည်စူးထားတာလေ။음တိတ်ကိုကြီးမြတ်တဲ့အလူတစ်ခုပါလား။သာဓုသာဓုသာဓုပါဗျာ။အောင်မြတ်သားရဲ့စကားအဆုံးမှာတော့အနီရောင်ဝဲဆုံဝဲထားတဲ့မိမဲ့ပြောရလေ။အဖိုးကလေအမတော်ကိုချီးကျူးလွန်းနေပါပြီ။နင်းစီလည်းနောင်ပိမဲ့ဖျားရှင်ကိုရည်စူးပြီးတော့ကုသိုလ်ယူနေပါတယ်နော်။အဲ့ဒီလိုပြောလိုက်တော့မဇ္ဇပေကလည်းတည်ငြိမ်နဲ့မျက်နှာသားနဲ့အနှဲငယ်ပြုံးပြီးတော့လေ။ ညမတော်ဘလောက်ကြိုးစားတယ်ဆိုတာအမတော်သိပါတယ်ကွယ်ဒါကညမတော်ရဲ့တိုင်နှမ်းပါဆရာမဇ္ဇပေကလည်းပေါ်ပါနဲ့အစွန်းတစ်ဖက်ကိုဝှေ့ရမ်းလိုက်တော့စိန်နေအပြည့်ဖြည့်ထားတဲ့တင်းတော်မောင်များစွာပေါ်လာပြီးတော့တိုင်နှမ်းလေမှာမိမ့်မပြိုလေးတွေကလည်းရွှေသားအတိပြီးတဲ့ဆုလမွန်ချုံးတွေကိုလည်းကိုယ်တိုင်ထုဆွနေတာမြင်ရတာပေါ့မင်းစီကအငယ်ဆိုတော့နည်းနည်းစိတ်ထက်တယ်ဆရာလေးတခုခုဆိုရင် သူ့ကိုဦးစားပေးတာပဲလိုချင်တာ အဲသူကတော့နောင်ပွင့်မဲ့ဖယောင်းကိုရွှေတိပြီးတဲ့ကျောင်းဆောင်နဲ့ပူဇော်ဖို့အတွက်လည်းရည်စူးထားတဲ့သူပဲအငယ်ဆိုတော့ဥသာပေးခံရတာမဆန်းပါဘူးလေမနှင်းစီရဲ့ရည်မှန်းချက်ကလည်းအယံကိုကြီးမြတ်ပါလေတာတုတာတုတာတုပါဗျာအောင်မြတ်သားရဲ့ချီးကျူးစကားကြောင့်လည်းမနှင်းစီရဲ့မျက်နှာမှာလည်းအပြုံးရည်ကလေးတွေထွက်ပေါ်လာခဲ့တာပေါ့ဒီပုံရိပ်တွေကတော့ရွှေမြင်းတင်တောင်ရဲ့အထင်ကရပုံကိုယ်တွေပဲဆရာလေးတောင်ရဲ့အောက်ဖက်မှာကတော့ကလေးတိုက်ရှိတစ်ခုရှိသေးတယ် ကလေးတွေဆိုတော့အရင်စောကြလုံးလို့လေသူတို့ကိုထိန်တယ်ဖုံးမှုတော့အပြင်ပေးမထွက်ဘူးလေပြောထားရတယ်အဖိုးကလည်းအောင်မြတ်သားတို့တောင်မှာရှိတဲ့အကြောင်းအရာတွေကိုပြည့်စုံအောင်ပြောပြခဲ့ပေးမယ်ဇေဒီအောက်ဖက်မှာနေတဲ့မိမကြီးရဲ့အကြောင်းကိုလုံးဝမပြောဘူးလေအဲ့ဒီအချိန်မှာတော့တောင်ကြီးမှာရှိတဲ့လူနေရော်ဘက်ကနေဝမ်းကောင်းတန်တဲ့အော်ရီတန်တစ်ခုထွက်ပေါ်လာခဲ့တာပေါ့ဒီတန်ကိုကြတော့မင်းနေစီကလည်းနှာခေါင်းရှုံလိုက်ပြီးတော့လေอืมဟိုကောင်တောင်းညံ့နေပြီထင်တယ်အဲ့ဒီလိုရေရွတ်တော့တာပေါ့ အဖိုးကတော့တောင်ကျဲဘက်ကိုစောင်းငယ်ကြည့်ပြီးတပြင်းရှည်ချပြီးတော့လေဒီငမိုက်သားဘလို့မှလည်းပြောဆိုဆုံးမလို့မရပါလားအဖိုးအခုရည်နေတဲ့အတန်လူတယောက်ရည်တယ်မလားဟုတ်တော့ဗောဆရာလေးရေဒင်းကစိတ်ရင်းလေးကကောင်းပြီမဲ့မူးလာရင် ပောက်ကြရတွေရှောက်လို့တာအဒါဆိုရင်သူ့ကိုဘသူမှဆုံးမလို့မရောက်လားဖိုးကြွချိန်မတန်သေးလို့ထင်ပါရဲ့အဖိုးတို့လည်းချော့တခါ၆တလဲဆုံးမပြီမဲ့ငမိုက်သားကလည်းခွေးမီးကောက်ကြည်တော့ဆိုပဲဆရာလေး အဖိုးပြောခဲ့တယ်လို့ပဲကျွန်တော်တို့လည်းဒိဋ္ဌံပြီးရင်ဒီမှာဆက်နေရအောင်ပဲထင်ပါတယ်မကြီးမကြီးအိတ်နေပြီလားအိတ်နေကောင်ကိုထူရိုက်တဲ့တန်ကြောင်အိတ်ပြောင်းနေတဲ့မကြီးတယောက်ကလည်းအိတ်ချင်မှုတုနဲ့အပြင်ကိုထွက်ခဲ့တာဘာဖြစ်တော့လဲမသိရဘာဖြစ်ရမလဲနင့်မောင်အရက်မှုပြီးတော့တရေလိုက်ဖမ်းနေလို့ဟဲ့โอ้ดีกองเนาะปอกกะยะดิชอกหลุเปลี่ยนมิเด้งคู่เบ้มาเลยมะยั้นเมหมอตะเยพั้นแม่ซุบิตัดตั้วดาเบ้ မသိရဲ့စကားကြောင့်လည်းမာကြီးကလည်းဓမ္မီကိုဆွဲပြီးတော့အိမ်ပေါ်ကနေဆင်းခဲ့တာပေါ့လမ်းမပေါ်ရောက်တော့လဲစာတင်ကြောင်းပေးရမယမ်းမဲအောင်မှာလူတွေအုံနေတာကြောင့်ဓမ္မီနဲ့ထိုးကြည့်လိုက်တော့ပေ30လောက်မြင်းနဲ့မယမ်းမဲထိတ်မှာမတ်တက်ရက်ပြီးတဟီဟီတဟာဟာနဲ့အော်ရီနေတဲ့မောင်ဖြစ်သူကိုလည်းမြင်ရဟဲ့ငါအောင်နေခုကြချင်းဆင်းလာစမ်းမာကြီးကအတန်ကုန်အော်ပြီမယ်လေငါအောင်တော့ဘာမှပြန်မဖြေဘဲနဲ့မျက်လုံးကြီးပြူးပြီးတော့ဝမ်းကောင်းတန်ကြီးနဲ့ဇက်တိုက်ရီမောနေခဲ့တာပေါ့ ငါအောင်ဆိုတဲ့လူနဲ့ရှင်မြင်တင်အဖိုးတို့ကဘယ်လိုပတ်သက်နေလဲငါအောင်ရောတရေသစီတွေကိုဘာကြောင့်မကြောက်တာလဲအဲ့ဒီအကြောင်းအရာတွေကိုတော့အောင်မြတ်တာနဲ့လူရွှတ်ငအောင်ဆိုတဲ့ဇလန်းလေးမှာဆက်လက်ပြီးတော့လဲနားစင်ခန်းစားအားပေးကြပါအောင်ခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့အောင်မြတ်တာနဲ့ရွှေမြင့်တင်တောင်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်နားစင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ